။ဩကာလေးပိုင်းကိုမြင်ငမန်းနေဘေးကျောင်းထွက်ပြေးရတဲ့အကြောင်းရင်းအားလုံးမင်္ဂလာပါ။ပကံထဲထဲမဲ့ channel ကနေပြန်လဲကျူစုပါရယ်။ဘေးလေးကိုအုပ်စုတဲ့ကအရွယ်စားပူကြီးတာကအမြဲတမ်းပိုကောင်းနေတာတော့မဟုတ်ပါဘူး။အဝန်စီကကောင်းတာကသမုတ်ဒီယာတဲကအကြီးဆုံးတတ်တော်ဝါတချို့ကလုံးဝအန်ဒီယံမရှိပါဘူး။ Blue Wave ဟာကပပေါ်မှာအကြီးဆုံးတလေးဆန်ဖြစ်ပြီးစင်33កောက်လောက်လေးချိန်ရှိပြီမယ်ခရီးလို့ခေါ်တဲ့ပစုံအကောင့်သေးသေးလေးတွေကိုသာစားပါတယ်ဒါကဗီဇာ1စင်တီမီတာလောက်စားတယ်လို့ပါပဲဝေးရှက်လို့ခေါ်တဲ့ဝေးလာငမန်းကတော့ သူရဲ့ကြောက်စရာကောင်းတဲ့နာမည်နဲ့မလိုက်ဖက်အောင်ပဲအရှိပေ40ရှိနေပြီမယ်ဘလက်တွန်နဲ့ငါးသီးသီးလေးတွေကိုသာစားပါတယ်ဒါဆိုရင်တမုတ်တရားရဲ့အစားအစာကွင်းဆက်ထိတ်ဆိုးမှရှိဖို့အတွက်ဘာတွေလိုရမလဲအထူးပြုမုတ်ဆိုးစွမ်းရည်တွေကြောက်မက်ဖွယ်ကောင်းတဲ့အစားစားခြင်းစိနဲ့တဘောဝသားကောင်ရှားပါမှုတို့ပါပဲဒီနေရာမှာခြွန်တက်တဲ့သွားတွေကလည်းအထောက်အကူပြုပါတယ်ထိတ်တန်းတမုတ်တရားသားရဲတွေကိုတင်တွေးလိုက်ရင်ငမန်းတွေကိုပြေးမိမိမှာပါဒါပေမဲ့ဒါကမှားပါတယ်ပင်လေအစစ်မှန်အုပ်ဆိုးရှင်ကခေလဝေးလို့ခေါ်ပါတယ်ဩကာပါအောင်စရာကောင်းတာကသူတို့မှာဝေလာငါးတွေမဟုတ်ပဲလက်ပိုင်တွေပါ လပိုင်လူချစ်စရာကောင်းတဲ့လိပ်ဆံကတမောရီယာကိုအုပ်ဆိုးနေတယ်ဆိုတော့ယုံဖို့ခက်ပါတယ်ဒီရဲ့အကြောင်းကိုမင်းနဲ့ပိုင်တွင်မှာစုံစုံလေးလေးရှင်းပြပေးမှာဖြစ်လို့အဆုံးထိလိုက်ပါကြည့်ရှုပေးပါဦး Killer Whales တွေဟာ Apex Predator တွေဖြစ်ပြီးသူတို့မှာကြောက်စရာသဘာဝတားကောင်မရှိဘူးလို့ဆိုလိုပါတယ်သူတို့ဟာဝင်းပလီတွေလိုမျိုးအုပ်စုဖွဲ့ပြီးအမဲလိုက်ကြပြီးဝင်းပလီတွေကလည်းသူတို့ရဲ့အစားအစာကွင်းဆက်ရဲ့ထိဆိုးမှရှိပါတယ်ကျွန်တော်တို့ကငါးတက်တာတွေကိုအဓိကစားတဲ့ Resident Killer Whales တွေကိုအများဆုံးတွေ့ရပြီးမြေငါးကနေပင်လေပြန်ငမန်းတီတခြားဝေလာငါးတွေကိုပါစားတဲ့ Transius Orca တွေကိုလည်းရပ်ဖက်ရကတွေ့ရပါတယ်။ Galway တွေရဲ့အမေလိုက်စစ်တမ်းနဲ့ပတ်သက်ပြီးတန်ဖျားရှိရင်ဒီအချက်ကိုစဉ်းစားကြည့်ပါ။ California ကန်ယူတက်ကတောင်းလိပ်ဆန်ကြီးစုသူတွေအား Orca တကောင်က Great White Shark အယမငမန်းဖြူကြီးကိုတိုက်ခိုက်တာကိုတွေ့ခဲ့ကြပါတယ်။ Orca ကအနိုင်ရခဲ့ပါတယ်။ဒီနှစ်ကောင်ကြားမှာတိုက်ပွဲဖြစ်တိုင်းငမန်းတွေကအကောင်းရလက်နဲ့မဆုံးတတ်ပါဘူး။1998ခုနှစ်မှာ Great White နဲ့ Orca ကြားကပထမဆုံးမှတ်တမ်းတင်ထားတဲ့တပ်ပွဲကိုတွေ့ခဲ့ရပါတယ်။ Orca နဲ့ကဟာ Great White Shark တကောင်ကိုတက်ပြီးသူ့ရဲ့အသေးကိုစားခဲ့ပါတယ်။ အသေးကိုဖယ်ထုတ်ပြီးခန္ဓာကိုယ်ရဲ့ကျန်တဲ့ပိုင်းတွေကိုခြံထားခဲ့တာကအော်ဂါဒီရဲ့ပုံမှန်လောက်ရပါပဲ2019ခုနှစ်မှာတောင်အာဖရိကမှာငမန်းဖြူကြီး9ခါဝအလားတူလက္ခဏာတွေနဲ့ကမ်းပေါ်ကိုရောက်လာခဲ့ပါတယ်အသေးတွေကိုအန်အောဖွဲတိကျမှုနဲ့ဖယ်ရှားထားခဲ့ပြီးအော်ဂါဒီယာဖြစ်နိုင်ခြေအများဆုံးတရခန့်တွေလို့ယုံကြည်ရပါတယ်ဒါကတကယ်ကြောက်စရာကောင်းပါလေ။အော်ဂါရီယာလွန်ထက်မြတ်တဲ့လိမ့်ဆန်နေဖြစ်ပြီးအမဲလိုက်တဲ့အခါမှာအုပ်စုပဲလှုပ်ဆောင်ကြပါလေ။သူတို့ရဲ့ရှိနေခြင်းကပဝင်းကြီးကရစနစ်ပေါ်ကြီးမားတဲ့တက်ရောက်မှုရှိပါလေ graduation တွေထွက်ပြေးပြီးတော့တင်းနေတီ area တခုမှာအမဲမလိုက်တော့ရင်သူတို့ရဲ့သားကောင်ရေအတွက်ကပုံမှန်လိုယောနေမသွားပဲဂေယာစနစ်ရဲ့တခြားနေရာတွေကိုပါတက်ရောက်မှုရှိပါတယ်။ဒါကြောင့်အော်ကာဝီလာ၅တွေကိုသမုဒ္ဒရာရဲ့အစစ်မှန် Apex Predator တွေလို့သတ်မှတ်နိုင်ပါတယ်။အော်ကာတွေကိုဘာကြောင့် Killer Whales တာတက်ဝီလာ၅လို့ခေါ်တာလဲ။သူတို့ကသမုဒ္ဒရာတွေမှာတနက်တွေနဲ့လူတန်းကိုတတ်နေလို့လားမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတာရှင်းပြပါမယ်။လပိုင်တွေနဲ့ဝီလာ၅တွေကနီနီဆက်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 နေပါတယ်။အော်ကာတွေကို Killer Whale လို့ ရှေးတင်မောသားတွေကနာမည်ပေးတဲ့အခါမှာအော်ကာအုပ်စုတွေကဝေလာ၅မျိုးစိတ်ကြီးတွေကိုအမဲလိုက်တာကိုသူတို့ကလေ့လာပြီး Assassino Brian's Damamo ဝေခေလာလို့ခေါ်ခဲ့ကြပါတယ်ဒီဘောရာကိုနောက်ဆုံးမှာပုံမိုလေကူးတဲ့ခေလဝေးဖြစ်နေပြောင်းလဲခဲ့ပါတယ်သူတို့ရဲ့လက်တင်မီက Austinus Orga ကလေအော်ကာတွေကဝေလာ၅ကြီးတွေကိုစားသုံးတာကိုထင်ရှားနေပါတယ် Austinus ဆိုတာတည်ဆုံးသွားတဲ့နိုင်ငံရဲ့အထိပ္ပယ်ရပြီး Orga ကဝေလာ၅တမျိုးလို့ယူညွတ်ပါတယ် ော်ဂါရီယာထိတ်တန်းသားကောင်တွေဆိုတော့ကျွန်တော်တို့သိပါတယ်ဒါပေမဲ့ရှေးသင်္ဘောသားတွေထင်တယ်လို့ရက်ဆက်ကြမ်းကြုတ်တဲ့တားတက်ဝီလာငါးတွေတော့မဟုတ်ပါဘူးဟော်ဂါရီကိုတခြားနိုင်ငံတစ်ခုပေးနိုင်မယ်ဆိုရင်တင်ပါလို့ခေါ်မလဲအောက်ကကောမတ်မှာပြောပြပေးခဲ့ပါဦး Killer Waves တွေဟာချစ်စရာကောင်းပြီး Grey White Shirt တွေတဲ့ပုံမဖော်ယူတဲ့ပုံရိပ်ရှိပါတယ်ဒါကရုပ်ရှင်တွေထဲမှာသူတို့ကိုတရုပ်ဖော်ထားတာကြောင့်လည်းဖြစ်နိုင်ပါတယ် Jaws 2ရုပ်ရှင်မှာဆိုရင်ကမ်းပေါ်ရောက်နေတဲ့တဝက်တစ်ပြက်စားခံထားရတဲ့ Oka account တွေနဲ့စတင်ထားပါတယ်။ Grey White Shirt တွေအကြောင်းအများကြီးပြောပြပြီးပြီဆိုတော့သူတို့ကိုလည်းကြည့်ကြည့်ရအောင်ပါ။ သူတို့ဟာရေစပောင်း30ဘီလီယံတဲကသွေးတဆက်တွေကိုအနှံ့ခံနိုင်ပါတယ်။ပေ120အကွာဝေးကလှုပ်ရှားမှုကိုတော့သိနိုင်ပါတယ်။ခန္ဓာကိုယ်ကြောသားအင်အားကြီးမားပြီးတော့ပြည့်ပြည့်တဲ့ပုံစံပြင်ဓာသားလိုထက်မြက်တဲ့သွားရည်နဲ့ဆိုရင် Grey White Shirts တွေဟာတကယ်ကိုကြောက်စရာကောင်းပါတယ်။ဒါပေမဲ့စိတ်မပူပါနဲ့သူတို့ကလူတွေကိုအများအပြားနဲ့မစားပါဘူး။လူတွေကိုတိုက်ခိုက်တာကလေတေဆုံးနဲ့တည်းမဖြစ်တတ်ပါဘူး။ဒါပေမဲ့ပင်လေသေးကိုရေစင်းသွားတော့မယ်ဆိုရင်တွေးထက်တန်ယုံမဖြစ်အောင်ဂယုဆိုင်ဖို့အတွက်ကြံပြူကြပါလိမ့်မယ်။ grey white shirts တွေကပီလင်ချင်းသေးတွေဖြန်တွေလပိုင်းတွေသွားပါတဲ့ဝေလံငါးသေးသေးလေးတွေပီလင်လေးတွေပီလင်ငှက်တွေနဲ့အကောင့်တွေရဲ့ပုတ်ပွားနေတဲ့သားတွေကိုတော့ပို့ပြီးတော့စားရတာကြိုက်ပါတယ်သူတို့ကတနအီကို43မိုင်69ကီလိုမီတာအထိအရှိန်နဲ့သွားနေတာကြောင့်သူတို့ရဲ့သားကောင်တွေကိုအလင်းငှက်ဖမ်းပြီးတကြိုက်ထဲနဲ့ဖမ်းဆီးနေပါတယ်။ Grey White Chest တွေအောင်ဘေးလေရေထဲကနေဝေလံငါးတွေလိုခုံပြန်ကျော်သွားပြီးတော့အောက်ကနေသားကောင်ကိုတိုက်ခိုက်နေပါတယ်။ Polar Bears အစားစာကွင်းဆက်မှာဒီဆုံးကနေရက်တည်နေတဲ့နောက်ထပ်တလေးဆန်တွေမျိုးဖြစ်တဲ့ Polar Bears ဝင်ရုံဆုံးဘဝဝင်တွေကိုကြီးကြားရအောင်ပါ။ ိုလဘက်စ်တီအားကုန်းတက်တော်ရီပါသူတို့ရဲ့ဘဝအများစုကိုပင်လယ်ထဲမှာကုန်ဆုံးကြပါတယ်သူတို့ဟာအလွန်တမာတဲ့ရေကူးသမားတွေဖြစ်ပြီးကုန်းမီနဲ့မာယာပေါင်းများစွာအကွာဝေးကနေတွေ့မြင်မှုပါတယ်ဘိုလဘက်စ်တီအားအဓိကအဖြစ်တော့ဖြန့်နေကိုစားကြပေမဲ့ဘလူကဝေးစ်နော်ဝေးဝေးစ်ဘိုဟတ်ဝေးစ်ဝေါ်လက်စ်တွေကိုလည်းစားသုံးကြပြီးရမရကငါးတွေကိုလည်းစားကြပါတယ်သူတို့ရဲ့ကိုခန္ဓာကြီးမားတာကြောင့်အစာအများကြီးလိုအပ်ပါတယ်ဒါကြောင့်နေရာဒီမှာပင်လယ်ရေခဲတွေရေပြောပြီးပင်လယ်သားကောင်တွေကိုလဲတကူမရနိုင်တဲ့အခါမှာအကောင့်တွေတွေကိုစားသုံးတာဒါမှမဟုတ် နှက်ဥတွေဘယ်ရီသီးတွေကိုရှာဖွေစားတောက်ကြပါတယ်။ဖြန်တွေကတော့သူတို့ကြဆောင်စားစာဖြစ်ပြီးပိုလဘဲတွေအားဖြန်တွေတက်ရှူဖို့ရေပေါ်တက်လာမယ့်အပေါက်မှာရေပေါ်မြစွာဆောင်းတိုင်းနေတက်ပါတယ်။ဖြန်ကနောက်ဆုံးမှလေရှူဖို့ရေပေါ်တက်တဲ့အခါမှာပိုလဘဲကသူ့ရဲ့အားကောင်းတဲ့လက်ဘဝနဲ့ပုတ်ချပြီးအားကြီးတဲ့မေယူနဲ့တခိုက်ထဲခြေမုံပစ်ပါတယ်။ပိုလဘဲစီအားအာဒိတ်ဒေတာရဲ့ Apex Predator တွေဖြစ်ပေမဲ့ Wallace တွေနဲ့တက်ခတ်ရတဲ့အခါမှာရံဖန်ရကနောက်ဆုတ်တက်ပါတယ်။ Polar Bears ပြီးရင်နောက်ထပ်သားကောင်ကတော့ Leopard Seas ကျက်တဲ့ပြန်နေပါ။ လီယိုပက်ဆေးစ်တွေဟာဗဇက်မဖွင့်ခင်တည်းတော့ချစ်စရာကောင်းပါလေသူတို့ရဲ့မေယိုတွေကကျဲပြီးအားကောင်းကဓာတ်သွားလို့ခြွန်ထက်တဲ့သွားရှည်တွေနဲ့စီတန်းထားပါလေသူတို့ရဲ့အကြိုက်ဆုံးစားစာဖြစ်တဲ့ပင်ကွင်းငှက်တွေနဲ့ဖြံကလေးတွေကိုအလွယ်တကူစုပ်ဖြဲနိုင်ပါလေလီယိုပက်ဆေးစ်တွေဟာအန်တဒိတ်ဒေတာရဲ့ကြောက်စရာကောင်းဆုံးမိုးဆိုးတွေတဲကတကောင်းပါပဲသူတို့ရဲ့ပင်ကွင်းစားသုံးတဲ့လေ့ကျင့်ကိုဥပမာအနေနဲ့ကြည့်ကြည့်ပါပင်ကွင်းကိုဖမ်းမိတဲ့အခါမှာအရင်ကွန်ကွာကျသွားတဲ့အထိငှက်ကိုရှီတိုးနောက်ဆုံးနဲ့ရိုက်ခဲ့ပါတယ် ပြီးရင်တော့အသားတွေကိုစားတော့ပါလေအလေးချေတဲ့တန်းထိရှိတဲ့လီယိုပက်ဆေးဆွေအားပြင်းထန်တဲ့စားစားခြင်းစိတ်ရှိပြီးသူတို့ရဲ့အခြေအများစုကိုတားကောင်ရှာဖွေရမှာကုံဆုံးကြပါလေငါကင်မွန်အခုမှရေးသက်တော်ဝါရီနဲ့ခရစ်ပါဝင်အရာအားလုံးနှိပါကိုစားကြပါလေဇီနီအနီးမှာဖမ်းမိခဲ့တဲ့လီယိုပက်ဆေးစကောင်ကဘဲနှုတ်သီးပြန်တဲ့ကောင်လုံးကိုစားထားတာတွေ့ရပါလေစီလိုင်ယွန်စ်ပင်လယ်ချင်းတဲ့နောက်ဆုံးအနေနဲ့ဒီစီးရဲမှာမိမထားတဲ့လိမ့်ဆန်တစ်မျိုးကတော့စီလိုင်ယွန်စ်ပင်လယ်ချင်းတဲ့ဒီပါ အဲ့ဒီခြေဆရာကောင်းတာကိုကြည့်ပါဦးဒါပေမဲ့ဒီခြေဆရာကောင်းတဲ့တတ္တဝါတွေမှာဂရုစားရမယ့်အဓိကသားကောင်း၃မျိုးရှိပါတယ်အဲ့ဒါတွေကတော့ killer bees ငမန်းတွေနဲ့လူတွေပါလူတွေကတော့ရေထဲမှာရောဂုံးပေါ်မှာပါသူတို့အတွက်အကြီးမားဆုံးချင်းချောက်မှုပါပြည်လင်ချင်းသေးတွေနဲ့ killer bees ဒါမှမဟုတ်ငမန်းတွေကြောင့်အပြန်လဲဆက်ဆံမှုတွေကြောင့်တိတ်မသိပေမဲ့လူတွေနဲ့သူတို့ရဲ့အပြန်လဲဆက်ဆံမှုတွေအကြောင်းတော့အများကြီးသိပါတယ်သူတွေဒီအများပြကပင်လယ်ချင်းတွေရော killer waste နဲ့ငမန်းတွေထက်အလွယ်တကူမြင်မြန်ဆန်းဆန်းရေကူးနိုင်တယ်လို့ယုံကြည်ကြပါတယ် ဒီအရှင်ကိုတင်ပြလားသူတို့ကပင်လဲပြင်း flash တွေလို့ပါဒါပေမဲ့မကြာခဏဆိုသလိုအန်အန်တင်စရာဖြစ်ရတွေကပဲသူတို့ကိုဒီသားကောင်ကြီးရဲ့သားကောင်ကြီးဖြစ်စေတာပါဒါပြင်အလုံးငယ်ရွယ်တဲ့သူမဟုတ်နေမကောင်းတဲ့သူတွေကမြင်မြန်ဆန်ဆန်မလို့ရှားနိုင်တာကြောင့်ဒီသားကောင်ကြီးဖန်စီဖို့ပိုလွယ်ကူစေပါတယ်ပင်လဲချင်းတိတွေက killer waste တမမဟုတ်ငမန်းတွေအနီးနားမှာရှိနေတာကိုမကြာခဏသိရှိနိုင်ပါတယ် တို့ရဲ့အကြီးမားဆုံးကာကွယ်နီလန်းကတော့ရေအစုံကိုရောက်အောင်သွားပြီးကုန်းဖို့တက်တာပါတခါတလေမှဒီသားကောင်တွေကခုံတက်ပြီးတော့တို့ရေအစုံကနေဝေးဝေးမရှိဘူးဆိုရင်တော့မှဖမ်းဆီးနိုင်ပါတယ်ကြီးစုပေးလို့ကျေးဇူးတင်ပါတယ်